အိန္ဒိယနဲ့ပါကစ္စတန်စစ်သားများဟာအငင်းပွားနေတဲ့ကက်ရှမီးယားဒေသတွင်ငါးညစက်တာအပြန့်အလှန်ပစ်ခတ်ခဲ့တယ်လို့ AP လ29ရက်နေ့တွင်အိန္ဒိယစစ်တပ်ကပြောကြားခဲ့ပါသည်။ အိန္ဒိယစစ်သားများနဲ့ပါကစ္စတန်စစ်သားများဟာဟင်းမိုနာတောင်တန်းရဲ့အမြေပိုင်းမှာရှိတဲ့အဝေးစခန်းများတရှိရာလုံခြုံရေးထုထက်တဲ့နေမြေဖြစ်တဲ့အငင်းဘွားကက်ရှမီးယားဒေသတဲကထိန်းချုပ်ရေးမြေတစ်လျှောက်ညအချိန်မှာအပြက်လက်ပြစ်ခတ်ခဲ့ကြတယ်လို့အိန္ဒိယစစ်တပ်ကပြောကြားခဲ့ပါတယ်။ပါကစ္စတန်ဘက်မှချက်ချင်းလက်ငင်အတီးပြုတ်ပြောကြားခြင်းမရှိပါဘူး။အေဘီလာ20ရက်နေ့ကအိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာစစ်သေးကြောင်များကလူ26ဦးကိုပြစ်ခတ် တပ်ဖြတ်ခဲ့ပြီးတဲ့နောက်ပါကစ္စတန်ဟာနေဆက်ဖြတ်ကျော်ရာဇဝဲမှုကိုထောက်ပံ့ပေးနေတယ်လို့အိန္ဒိယကဆွဆွဲခဲ့ပါတယ်။ ပါကစ္စတန်ကမူ၎င်းပစ်ခတ်မှုတွေ၎င်းတို့ပေါ်ရပသက်ခြင်းမရှိဘူးလို့ပြောကြားခဲ့ပြီးအိန္ဒိယရဲ့လုံဆောင်မှုများကိုတုံ့ပြန်သွားမယ်လို့ပြောကြားခဲ့ပါတယ်။အပီလာ28နှစ်ညပိုင်းကပါကစ္စတန်စစ်တပ်ရဲ့အစစ်စခန်းများဟာထိန်းချုပ်ရေးစီးမင်းကိုကျော်ဖြတ်ပြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့တယ်လို့အိန္ဒိယစစ်တပ်ကကက်ရှမီးယားဒေသကိုပိုင်းခြားထားတဲ့အမေရိကန်နယ်စပ်မင်းကိုရင်းညွှန်းပြောဆိုခဲ့ပါတယ်။ အဲဒီပြစ်ခတ်မှုကိုအိန္ဒိယစစ်သားများကလည်းလျင်မြန်ထိရောက်စွာတုံ့ပြန်ခဲ့ကြောင်းအိန္ဒိယစစ်တပ်ကပြောကြားခဲ့ပါတယ်။ Islamic ဘက်ကအိန္ဒိယရဲ့ဆွတ်ဆွဲပြောကြားမှုများကိုပယ်ချခဲ့ပါတယ်။အဲဒီနောက်နိုင်ငံဟာကက်စမီးယားတွင်အပြန်အလှန်ပြစ်ခတ်မှုများဖြစ်ပွားလျက်ရှိပါတယ်။တပ်သမန်ရေးဆိုင်သားမခန့်ချိမခန့်သာပြောဆိုမှုများလည်းရှိခဲ့ပြီး နိုင်ငံသားများကိုနှိမ့်ထုတ်ခြင်းနဲ့နေဆက်ပိတ်ထားရညွှန်ကြားခြင်းတို့လှုံ့ဆော်ခဲ့ကြပါတယ်။အေဗီဒါ26ရက်နေ့ညပိုင်းမှာပါကစ္စတန်စစ်တပ်ဟာထိန်းချုပ်ရေးမြင်းကိုဖျက်ပြီးအကြောင်းမဲ့လက်နက်ငယ်ပစ်ခတ်တာတွေကိုလှုံ့ဆော်နေပါတယ်။ကူဘွာရာခရိုင်၊ဘာရာမူလာခရိုင်တို့နဲ့မျက်နှာချင်းဆိုင်ရှိနေတဲ့နေမီရီမာတာမကအခါနောက်ပိုင်းမှာလည်းပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်လို့အိန္ဒိယကပြောကြားခဲ့ပါတယ်။